ဒါကြောင့်ကျမတို့ကစိတ်ဓာတ်တန်ဖိုးတွေကျမတို့မြင်ရတယ်စိတ်ဓာတ်တန်ဖိုးနဲ့ပတ်သက်ပြီးတော့နော်ကျမစံထားတဲ့ပုဂ္ဂိုလ်တယောက်အကြောင်းကျမပြောပြရစေနော်ကျမစံထားတဲ့ပုဂ္ဂိုလ်တွေကဘာမှမမှမအများကြီးရှိပါဒါပေမဲ့ပေးသက်နဲ့ရင်းနှီးပြီးသားဖြစ်တဲ့ပုဂ္ဂိုလ်တယောက်အကြောင်းကျမပြောချင်ပါအဲ့ဒီပုဂ္ဂိုလ်ကကျမတို့တိုင်းပြည်ရဲ့အမျိုးသားကောင်းဆောင်ကြီးဘုဇုအောင်ဆားလောင်လေလူဒီမများမထင်ရှားပါဘူးရှင့် ဒီလိုပါပဲနိုင်ငံတော်ဤအတိုင်းမင်္ဂပုဂ္ဂိုလ်လူတုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်လောက်လည်းကဘာမကျော်ပါဘူးဒါပေမဲ့အဲ့ဒီပုဂ္ဂိုလ်နှစ်ဦးကိုနောက်ွယ်ကနေပြီးတော့ပြုစုပြောထောင်ပေးခဲ့ပါတော့မဟာတိရိတုဓမ္မဒေါခင်ကြီးရဲ့စိတ်ဓာတ်ဟာကျမစံထားတဲ့စိတ်ဓာတ်ဖြစ်ပါတယ်ဒေါခင်ကြီးဆိုတာအလုံးသိကြတဲ့အတိုင်းဘုကျော်အောင်ဆန်းရဲ့ဇနီးဘုကျော်ကတော်ဒေါခင်ကြီးပေါ့နော်ဒေါခင်ကြီးရဲ့ဇာတိကဟိုးမြောင်းမြတ်တယ် မြောင်းမြ ABM ကျောင်းကနေပြီးတော့ဆယ်တန်းအောင်ပြီးတော့ဒေါခင်ကြီးကသူလာပြုတ်တင်တန်းတက်ခဲ့အဲ့ဒီဒေါခင်ကြီးတို့သူလာပြုတ်ဖြစ်တဲ့အချိန်မှာကျမတို့တိုက်ပြီး1942ခုဂျပန်ရဲ့လက်အောက်မှာကြာရောက်နေတဲ့အချိန်ပေါ့ဂျပန်ခေတ်ကြီးမှာဂျပန်ခေတ်ကြီးမှာဂျပန်ကဝင်လာအင်္ဂလိပ်ကအပြေးမှာအဲ့ဒီအင်္ဂလိပ်နောက်ကိုလိုက်သွားတဲ့ဆရာဝန်တွေသူနာပြုတ်တွေအများကြီးပဲ ဒါပေမဲ့တိုင်းပြည်ကိုချစ်သောမျိုးချစ်တဲ့ဆရာဝန်တွေသူနာပြုတွေကတော့တိုင်းပြည်ထဲမှာကြာရစ်ခဲ့ကျွန်တော်တိုင်းပြည်ထဲမှာဆေးရုံကြီးအဲ့ဒီချေရမရှိဘူးဒါပေမဲ့တိုင်းပြည်စစ်ဖြစ်ပြီဆိုတော့ဆေးရုံဆိုတာနိုးလာပြီဆိုပြီးတော့ဆရာကြီးဒေါက်တာဥပတ်တန်းကနေပြီးတော့ရန်ကုန်မြို့မှာဆေးရုံကြီးဖွင့် PIA ဆေးရုံကြီးလို့အဲ့ဒီခေတ်ကနာမည်ပေးတယ်ပေါ့ ဲ့ဒီစေယုန်ကြီးမှာဒေါခင်ကြီးကလာပြီးအလုံလုံအလုံလုံတော့ဒေါခင်ကြီးရဲ့အရေးချင်းကိုစစ်ဆဲကြည့်လိုက်တဲ့အခါမှာအင်မတန်အစ်စ်မြင့်တဲ့သူနာပြုဆရာမကြီးဒေါခင်ကြီးကိုတခါတဲ့အစ်စ်မြင့်သူနာပြုဆရာမရာဒူတန်ပီထောက်က50နှစ်ဂျပန်ခေတ်ကြီးမှာတခါတဲ့ဂျပန်နေနဲ့အင်္ဂလိပ်တွေကိုတိုက်ထုတ်ပြလိုက်အဲ့ဒီမှာကျမတို့တိုင်းပြည်ကဘိုးချုပ်အောင်ဆန်းဆိုတဲ့လူငယ်လေးကိုစပြီးတည်လာခဲ့ကြတို့တိုင်းပြည်ကိုနေချက်တွေကနှစ်ပေါင်း100အင်္ဂလိပ်တွေအုပ်ချုပ်ထားတာဟာ တို့မှာဗမာစစ်တပ်ရှိတယ်လေအင်္ဂလိပ်တွေမှာရှိတာမဟုတ်ဘူးတို့မှာဗမာစစ်တပ်ရှိတယ်တို့ဗမာစစ်တပ်ရဲ့ခေါင်းဆောင်တို့ဗမာစစ်တပ်ရဲ့စစ်ဘုံချုပ်ကဘိုးချုပ်အောင်ဆန်းနဲ့အသက်မှာ28နှစ်ထဲရှိသေးတာလေဗျာ ဘိုးကျောင်းဆန်ဘိုးကျောင်းဆန်ဆိုတဲ့နာမည်ကကျမတို့တိုက်ပြီးတဲ့မှာတော်တော်လေးကိုခစ်စားလာတယ်ပေါ့။နော်တော်တော်လေးကိုဘိုးကျောင်းကိုနာမည်ကြီးလာတဲ့အချိန်အဲ့ဒီမှာဂျပန်ခေတ်မှာဘိုးကျောင်းကစစ်ဝင်ကြီးပါစစ်ဝင်ကြီးတယောက်ဘိုးကျောင်းဆန်အပြင်းပြားတယ်ဆိုတဲ့သတင်းကလည်းရတော့ဆရာဝန်ကြီးဒေါက်တာဥပတန်းစီကိုရောက်လာရောက်လာတဲ့အခါမှာဆရာကြီးကကဲသူနာပြုတ်ဆရာမလေးမတ်တင်ထွေးကိုလွှတ်လိုက်တယ်ဘိုးကျောင်းဆန်ကိုအပြားသွားတိုက်နေတယ် သွားတိုက်တဲ့အခါမှာအဖျားကတရားတုံတရားလေးဘုရားဆာကြောင်ကတန်းနေလဲပြောနေပြီစစ်အတွင်းကအင်္ဂလိပ်ကိုတိုက်ခဲ့ရတယ်လို့ဘုရားဆာစစ်ပန်းပြီးတော့ဖျားတယ်အဲ့ဒီမှာသူနာပြုဆရာမလေးမတင်ထွေးရဆရာကြီးဒေါက်တာဥပတန်းကပြန်ပြီးအစီရင်ခံတယ်ဘုရားကအဖျားတရားတုံတရားလေးတတိလဲမရတစ်ချက်ရတစ်ချက်ဖြစ်နေပါတယ်ဆရာကြီးအဲ့လိုပြောတဲ့အခါမှာဆရာကြီးဥပဒေချက်ချင်းပဲဆေးရုံတင်ဖို့လုပ်တယ်ပေါ့နော်ဂျပန်ခေတ်ကဆေးရုံကြီးမှာ ဘုရားဆက်တဲ့အခန်းတစ်ခန်းပေးတယ်ဘုရားဆက်လို့အထင်ကြီးပုပ်ကူမျိုးကိုတာမန်သူနာပြုဆရာမနဲ့တော့မဖြစ်ဘူးသူနာပြုဆရာမအစ်မြင့်သူနာပြုဆရာမမခင်ကြီးနဲ့မှဖြစ်မယ်ဆိုပြီးဒုက္ခကြီးကိုဘုရားဆက်ကပြုစုဆောက်ရှောက်ဖို့တာဝန်ပေးတယ်အဲ့ဒီမှာဇာလန်ကစတာပေါ့ရှင်နော်ကျမတို့ဘိုးချုပ်ကအင်မတန်ကြွားကြတာလေအလုံးသိတဲ့အတိုင်းဆေးဆိုလည်းမတောက်ဘူးနော်ဆေးဆိုလည်းမတောက်ဘူးသူ့ကိုယ်သူဖြားတာတောင်သူကစိတ်တည်တိုးနေတယ် အရေးတယ်မှာဗျာတိုင်းပြည်လွတ်လပ်ရေးမရသေးဘူးဂျပန်တွေကိုပြန်ပြီးချမဲ့အလုပ်ရှိနေတယ်မခင်ကြီးခမရကြားတယ်မို့လားကျွတ်တို့တိုင်းပြည်တဲ့ကိုဂျပန်တွေခုဒီကောင်တွေပရိုက်နားရိုက်ခြိသေးခုကွာလက်သေးခုကွာကျွတ်ကဂျပန်ကိုပြန်တော်လှန်မဲ့တာဝန်ဂျပန်ကိုမောက်ထုတ်ရမဲ့တာဝန်ကျွတ်မှာရှိသေးတယ်အရေးတယ်ကျွတ်ကလာဖြားနေတယ်ဒုက္ခင်ကြီးကတော့အပြုံးမပြတ်ဘူးပေါ့ဟုတ်တယ်လေအဲ့တော့ဘိုးချုပ်ကအခုဘာဖြစ်လို့ ဆေးရုံကတက်တာလေဟာကျုပ်ကျမ်းမာခြင်းလို့ပေါ့ဗျာဘာဖြစ်လို့ကျမ်းမာခြင်းတာလဲဘုကျုပ်ရဲ့ဟာကျမ်းမာမှာကျုပ်ကအခုပြောတဲ့ဂျပန်နေကျုပ်တိုက်ထုတ်ရမယ်မောက်ထုတ်ရမယ်လေမခင်ကြီးကျုပ်တို့နိုင်ငံထဲမှာသူတို့ရှိနေတာကမကောင်းတာကျုပ်ရေဆုံးရေပြားကျုပ်တာဝန်ယူဖို့ရှိတယ်အဲ့လိုဆိုရင်ဘိုးကျုပ်ကြမ်းမာမှဖြစ်မှာပေါ့ဒါကြောင့်ကြမ်းမာခြင်းလို့ကျုပ်ဆေးရုံလာတက်တာပဲလေကြမ်းမာခြင်းစစ်တောက်မှာပေါ့ဘိုးကျုပ်ရဲ့စသဖြင့်အဲ့ဒီလူလေးချော့ပေါ့တိုက်ရထားပါတော့နေ့စဉ်နဲ့အမြတ်နော် ဒီသူနာပြုဆံမလေးမခင်ကြီးကအင်တန်ချက်တည်ရှိမနဲ့လင်းလာပြီဆိုသူနာပြုဝတ်စုံလေးနဲ့ကောင်းမှာစရုပ်လေးထုံပန်းလေးတပွင့်နဲ့ပန်းပြီးနေ့စဉ်လည်းများတွေ့ပါမြင်ပါများတော့ကိုကျော်ဆန်းကမေတ္တာရှိလာတယ်ပေါ့နော်ကိုကျော်ဆန်းနဲ့ဒေါက်ခီကြီးနဲ့တုံးနဲ့တူမေတ္တာများကြခေါ်တော့ကကိုကျော်ဆန်းကရဲဘော်တွေရီးစားထားတဲ့ကြားရင်ရဲဘော်တွေအိမ်အောင်ပြုတ်ရမယ်ဆိုရင် तू ကနှခမ်းကြီးဆူနေတာနော်နှခမ်းကြီးဆူပြီးရဲဘော်တွေကိုရန်လုတ်တယ်နော်မင်းတို့ကလည်းကွာ တိုက်ပြီးတကယ်အရေးကြီးတဲ့အချိန်ကျမှမင်းတို့ရဲ့စိတ်ကူးရင်ဆန်တဲ့အလုပ်တွေကိုဥစားမပေးစမ်းပါနဲ့ကွာဘာကွာညာကွာနဲ့ဘိုးချုပ်ကအဲ့ဒီလူရဲဘော်တွေကိုစိတ်ကောက်တတ်တယ်လေရှင့်ဘိုးချုပ်က तू တကယ်အိမ်အောင်ပြုတော့မယ် तू တကယ်မင်္ဂလာဆောင်တော့မယ်လို့တော့ရဲဘော်တွေကလည်းသူ့ကိုပြန်စိတ်ကောက်ကြတယ်တဲ့ချစ်စရာတိတ်ကောင်းတာပဲနော်ဒီစာလေးကိုဖတ်ဘလို့ကောက်တယ်လဲဘိုးချုပ်ကသူတို့ထက်ချစ်တဲ့မခင်ကြီးဆိုတာရှိသွားပြီလားဘိုးချုပ်ကိုတိတ်ချစ်ကြတယ်လားသူတို့ရဲဘော်တွေက နောက်တစ်ချက်ဘုเจ้าအစားဟာအိမ်အောင်ပြုလိုက်ပြီဆိုလို့ရှိရင်တိုင်းပြည်ပေါ်လုံမဲ့အလုပ်တွေရော့သွားမှာလားတိုင်းပြည်ချစ်တဲ့စိတ်ရော့သွားမှာလားဆိုတဲ့စိတ်နဲ့အင်မတန်နှမျောကြတယ်ထားပါတော့ဘုကျော်အောင်ဆန်းတဲ့ဒေါခင်ကြီးကပူပြီးသုံးနှစ်ကြီးပါဒေါခင်ကြီးကကြီးတာနော်သုံးနှစ်ကြီးတယ်ဒေါခင်ကြီးနဲ့ဘုကျော်ဆန်းနဲ့မင်္ဂလာဆောင်မယ်ဆိုမင်္ဂလာဖိတ်စာတွေဝေပြီးသုံးရက်အလိုမှာတရက်တော့ဘုကျော်ဆန်းကဂျပန်စစ်ဘုံကလာပြီးခေါ်သွားနော်ခေါ်သွားပြီးတော့ဘုကျော်ဆန်းကိုမလုပ်လဲဆိုတော့ သူတို့ကလူပြိုညပေါ့နော်မင်္ဂလာဆောင်တော့မယ်ဘုရားကျောင်းဆန်းကို Bachelor Night အဲ့ရဝိုင်းကြီးနဲ့အဲ့ခါအဲ့ဒီအချိန်ခါမှာဘိုးကျောင်းဆန်းတို့ကလည်းဂျပန်စစ်ဗိုလ်တွေနဲ့ပေါက်နေရတဲ့ကာလဆိုတော့ဘိုးကျောင်းဆန်းအဲ့ရတွေတောက်ပြီးပြန်လာပြန်လာပြီးဥယိုင်းဆိုတော့ဘိုးကျောင်းကဟမ်ဆောက်တော့ယာယီထိုးပြီးတော့ဝင်လာဒေါခင်ကြီးကထပြီးမတွေ့ဘူးရှင်ဟောဒီလိုစပွဲမှာဘိုးကျောင်းထိုင်မှရှင်ဟိုဘက်တီတီကြီးကြီးပဲသူကကြုံတယ် ဘိုးချုပ်ထိုင်မှာဒီဘက်ကနေထိုင်တယ်ဘိုးချုပ်ဆန်ရဲ့မျက်နှာကိုစူးစီကြည့်ပြီးပြောတယ်ဘိုးချုပ်အဲ့ဒီအချိန်ကြီးကိုအောင်ဆန်းလို့မခေါ်ပါဘူးလက်မထက်အမချင်းနော်ဘိုးချုပ်အခုလို့သာအရက်တွေတောက်နေမယ်ဆိုရင်ဘိုးချုပ်နဲ့ကျမရှေ့ဆက်ရမယ်ခရီးဘယ်နည်းနဲ့မှမဖြစ်နိုင်ပါဘူးရှင်ကျမတို့မင်္ဂလာဆောင်ဖိတ်စာတွေဝေထားတာလည်းရှိပါစေတော့မင်္ဂလာပွဲကြီးကိုဖြတ်သိမ်းပြလိုက်အောင်ပါလို့ဒေါခင်ကြီးကဘိုးချုပ်ရဲ့မျက်နှာကိုစစ်စစ်ကြည့်ပြီးခတ်တီတီခတ်တင်းတင်းနဲ့တောင်းဆို အဲ့မှာကိုကျော်ဆောင်းလန့်သွားတယ်လန့်သွားတယ်မုနာတွေပြေးသွားတယ်ခေါင်းကိုခါပြီးတော့ဒေါခင်ကြီးရဲ့မျက်နှာကိုစိစိဆက်ဆက်ကြည့်ပြီးဘိုးချုပ်ကလည်းပြန်ပြောတယ်မခင်ကြီးကျုပ်ဒီနေ့ကစပြီးတေတဲ့အထိဘယ်တော့မှအရက်မတောက်တော့ဘူးလို့ခမရောက်ကျုပ်ဂတိပေးတယ်ဗျာဘိုးချုပ်ကဆန်ဂတိတီးခဲ့တယ်ရှင့် तू အကြဆုံးသွားတဲ့အထိအရက်တောက်ဖို့မပြောနဲ့ကျမတို့ခေါင်းဆောင်ဟာသူ့ရဲ့အိတ်ချိန်စားချိန်တောင်မမှန်ခဲ့ပါဘူး အလုံးသိတဲ့အတိုင်းအင်တာနက်ထဲကိုကြည့်လိုက်ဆိုတော့ဘိုးကျောင်းဆန်ကိုခုနှစ်အလိုက်ဘိုးကျောင်းဆန်ရဲ့ရုပ်ပုံလွှာတွေကိုကျမတို့အင်တာနက်ထဲကိုရိုက်ကြည့်လိုက်ဆမ်းပါ1940နှစ်ခုသူကြဆောင်းငံနေလေလေဘိုးကျောင်းဟာပိန်ပိန်ကြသွားလေပယိုးကြီးတွေကငေါထွက်ပြီးလက်လက်ချောင်းကြီးတွေကရှေးပြီးတော့ငေါထွက်နော်အယိုးတွေကထောင်းအဲ့လောက်ချီအောင်ခေါင်းဆောင်ကပိန်ချုံကြနော်အဲ့လောက်ချီအောင်ဒါပေမဲ့ဘိုးကျောင်းကသူ့ဂတိကိုတီးခဲ့တယ်ထားပါတော့ဘိုးကျောင်းနဲ့ ဒေါခင်ကြီးနဲ့အိမ်အောင်ကြတော့သာသမီ၃ယောက်မွေးဖွားတယ်ဒါကျမတို့အားလုံးသိအဲ့ဒီသာသမီ၃ယောက်နဲ့မိသားစု၅ယောက်နော်မိဘနှစ်ပါးနဲ့မိသားစု၅ယောက်ကိုအဲ့ဒီဂျပန်ခေတ်ကစစ်ဝင်ကြီးတယောက်ရဲ့လဆာဟာတလတလဖူလို့မှုဒေါခင်ကြီးဟာတော်တော်ချိုးချိုးချံချံတုံးဆွဲခဲ့ရတယ် ိုးချုပ်အောင်စန်းတို့များတိတ်အားတာပဲเนาะကျမတို့ကအခုခေတ်ဝင်းကြီးတွေကိုတွားပြီးမျက်စီနဲ့မြင်လို့တော့မရဘူးပေါ့ဂျပန်ခေတ်ကဘိုးချုပ်အောင်စန်းတို့လူဝင်းကြီးတယောက်ဟာရတဲ့လစာလေးနဲ့မိသားစု9ယောက်ချိုးချံချွေတာစားရတလားတလားအဲ့ဒီတဲမှာကျမတို့ဘိုးကျောင်းဆန်းကဘလောက်တိအောင်အမှမတိတတ်တယ်ဆိုရင်ဧည့်သည်ကြီးပါပါလာတယ်။မနက်မိုးလေးဘိုးကျောင်းဆန်းဟာအိမ်ကနေထွက်သွားတယ်။ထွက်သွားလိုက်တာမိုးဆုံဆုံချုပ်မှသူ့အိမ်ကိုပြန်ရောက်တယ်။ဘာဖြစ်လို့လဲ ထွက်သွားပါပြီဆိုရင်နိုင်ငံအရေးတွေလို့ပါဒါပေမဲ့ဘိုးချောင်းကဆန်သူ့စိတ်ထဲမှာတခုတော့တတိထားတယ်အဲ့ဒါပါလဲဆိုရင်နေ့လယ်စာကိုသူအိမ်ပြန်စားတယ်နေ့လယ်စာအိမ်ပြန်စားမှခလေးတွေနဲ့သူတွေ့ရပါဘူးမနေ့ကဘိုးလင်းသူထွက်သွားတဲ့အချိန်မှာခလေးတွေကအိမ်နေတယ်သူပြန်လာတဲ့တကောင်တနွဲကြတယ်လေတာသမီ၃ယောက်ကအိမ်နေဒီတော့နေ့လယ်စာသူအိမ်ပြန်စားရင်တာသမီ၃ယောက်နဲ့သူတွေ့ရတယ်ပေါ့ဒီတော့နေ့လယ်စာကိုသူအတတ်နိုင်ဆုံးပြန်ပြန်စားတယ်အဲ့လိုပြန်စားလို့ရှိရင်ဧည့်သည်တွေကပါပါလာတယ် သူ့ရဲ့ရဲဘော်တွေပါရင်ပါလာမယ်နိုင်ငံရေးမိတ်ဆွေတွေပါရင်ပါလာပါလာတိုင်းပါလာတိုင်းဘိုးကျော်ဆန်အိမ်ထဲဝင်လာပြီဆိုတာနဲ့မခင်ကြီးဘာချက်လဲဟာငါရဲဘော်တွေပါလာတယ်ငါမိတ်ဆွေတွေပါလာတယ်သမီးခုဟာဘာဟာညာအဲ့လိုလုပ်ဒေါခင်ကြီးကဧည့်သည်တွေပြုံးပြီးဧည့်ခံပြီးခေါင်းထဲမှာသမီးဝဲကြီးပြင်ထားရပြီကိုအောင်ဆန်လုပ်လာပြန်ပြီထားပါတော့သမီးဝဲကိုလှလှပါပါဖျောက်ဧည့်သည်တွေစီမံပြီး ကျွေးရဒေါခင်ကြီးကဒါပေမဲ့အဲ့ဒီနေ့မှာဒေါခင်ကြီးကမိသားစုကိုသူကဥပဒေတစ်ခုထုတ်ဘာဥပဒေလဲဆို Family Stay Back Family Stay Back ဒီကနေ့မိသားစုနောက်ဆုံးနေအဲ့ဒါတွေပို့ရင်တို့မိသားစုပို့တဲ့ဟာကိုစားမယ်အဲ့ဒါတွေမပို့ရင်ဒီကနေ့တနက်မိသားစုထမင်းတနက်လှကြမယ်ဆိုတော့ဥပဒေကိုမိသားစုကသဘောတူထားတယ် အဲ့ဒါလေထမင်းကျွေးလိုက်လို့မကြမှုဆိုရင်အဲ့ဒီသာသမီတို့ရောဟာအဲ့ဒီတဏမစားခဲ့ရဘူးဆိုတာကျွန်မစာရီဖတ်မှသိရတယ်။အဲ့နောက်ကြည့်အောင်ဒေါခင်ကြီးကမိသားစုပေါ်မှာစီကံကြီးပါတယ်။ဒေါ်စားစုကြီးအကျယ်ချုပ်ကလွတ်လာတော့နိုင်ငံသားတရင်တောက်တယောက်ကလာပြီးအင်တာဗျူးလုပ်တယ်။ဒေါ်စားစုကြီးဖေဖေနဲ့ပတ်သက်ပြီးတနည်းအားဖြင့်ဘိုးကျောင်းဆန်းနဲ့ပတ်သက်ပြီးစောင်းတည်လေအများကြီးထွက်တယ်။တိုက်ပြည်ထဲမှာရှိတဲ့လူတွေကိုမေးလို့ရှိတယ်ဘိုးကျောင်းဆန်းကြောင့်အများကြီးပြောနိုင်ကြတာပဲ။ လူတိုင်းလူတိုင်းပြောနိုင်နေဒါပေမဲ့မေမေနဲ့ပတ်သက်ပြီးမိခင်ဒေါခင်ကြီးနဲ့ပတ်သက်ပြီးစာအုပ်တွေလည်းမရှိဘူးမေးရင်လည်းလူတိုင်းကမပြောနိုင်ဘူးဒေါ်ဆန်းစုကြည်ကိုပဲကျွန်တော်အင်တာဗျူးရမှာပဲဒေါ်ဆန်းစုကြည်မိခင်နဲ့ပတ်သက်ပြီးမိခင်မှာရှိတဲ့အရေးချင်းကိုပြောပါဆိုရင်ဘာကိုပြောမလဲဒေါ်ဆန်းစုကြည်ကမဆိုင်မတွက်ဖြေတဲ့ရှင်အဲ့ဒါပါလဲဆိုတာဝန်ယူမှုနံပါတ်၁ချက်ကျမမေမေရဲ့တာဝန်ယူမှုရှိတယ် ဒီနေရာမှာကျမဆိုင်းဆိုင်ဥအောင်တင်းရဲ့စကားလေးလူငယ်တွေအတွက်မျှဝေချင်ပါတယ်။ဆိုင်းဥအောင်တင်းကပြောပါတယ်တာဝန်နဲ့ပတ်သက်ပြီးလူငယ်တွေလူငယ်တွေတဲ့တာဝန်တိတ္တမှုဟာမင်းတို့ရဲ့ကိုချင်းတရားနဲ့ဆိုင်တယ်။လူငယ်တွေကိုချင်းတရားကောင်းရင်တာဝန်သိကိုချင်းတရားမကောင်းတဲ့လူငယ်တွေကတော့တာဝန်မသိတတ်ဘူး။နော်လူငယ်တွေတာဝန်သိမှုဟာမင်းတို့ရဲ့ကိုယ်ကျင့်တရားနဲ့ဆိုင်တယ်လူငယ်တွေတာဝန်ယူမှုဟာမင်းတို့ရဲ့တတ်တည်နဲ့ဆိုင်တယ် လူငယ်တွေတာဝန်ထမ်းဆောင်မှုဟာမင်းတို့မှာရှိတဲ့အရေးချင်းနဲ့ဆိုင်တယ်အရေးချင်းရှိတဲ့လူငယ်မှာတာဝန်ထမ်းဆောင်နိုင်တယ်ဆရာကြီးကတည်းကဒီလိုပြောခဲ့ပါဒီနေရာမှာဒေါက်ဖြစ်ကြီးကိုတမိဖြစ်သူရောဆန်းစုကြီးကပထမဦးဆုံးပြောလိုက်တဲ့အချက်ဟာတာဝန်ယူမှုနံပါတ်1ချက်ကျမမင်းမရတိတ်စီကံကြည့်တယ်ရှင့်စီကံနဲ့ပတ်သက်ပြီးပြောကြစမ်းဆိုရင်အလွန်အကျုံလို့တောင်ပြောလို့ရပါတယ် ဒေါက်တာဆန်းစုကြည်ထိုင်ရင်ကျမတို့လိုပဲခုံကိုမိထိုင်တာလိုလက်ကိုတင်းထိုင်တာလိုမရှိဘူးအများတန်းခါကိုမတ်ပြီးတော့စမတ်ချအောင်ထိုင်တယ်ကိုရို့နေချင်းကိုက်နေချင်းမရှိဘူးခါရို့ကိုတစ်ဖြောင်းနဲ့ထိုင်တယ်ဘမလိုပြောရင်ဘယ်တော့မှအင်္ဂလိပ်စကားကိုကြားညက်ပြီးမပြောဘူးဘမလိုပြီပြီတသရှင်းရှင်းလင်းလင်းပြပြသားသားပဲပြောတယ်အင်္ဂလိပ်လိုပြောကြသလားဆိုလို့ရှိရင်လည်းကမ္ဘာကုလသမဂ္ဂမှာမိန့်မင်းပြောတဲ့အခါမှာ ဟိုတောင်အာဖရိကနိုင်ငံကဖုံးတော်ကြီးဒက်စမွန်တူတူကလက်ဖျားခါတယ်ဒေါ်ဆန်းစုကြည်အင်္ဂလိပ်ကောင်းလိုက်တာအဲ့ဒီလိုပုံကိုမျိုးဒီစီကန်းနေပေါ့ဒေါ်ဆန်းစုကြည်ကိုမိခင်ရပေးခဲ့တယ်နောက်တစ်ချက်ကျမမိမိကတတိရှိတယ်ရှင့်လူတွေကအောက်မေ့တယ်ဖိဖိမှတတ်တိရှိတယ်ထင်တာမဟုတ်ဘူးကျမမင်းမေကပို့ပြီးတတ်တိရှိတယ်ကျမမင်းမေဒီဘာကောမှမကြောက်တတ်ဘူးရှင့်အဲ့ဒီတတ်တိတွေအဲ့ဒီမကြောက်တရားတွေကိုကျမကိုအမွေပေးတာမင်းမေပါပဲ ဒါကိုကျမလက်ခံယုံကြည်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ရောင်စဆုကြည်နှစ်နှစ်တမိမှဖခင်ဘိုးချုပ်အောင်ဆန်ကြဆုံးသွားတာဖြစ်ပါတယ်။ရောင်စဆုကြည်မှာရှိသောအယိချစ်တဲ့မိခင်ဤဆုံးမသွန်သင်ပဲ့ပင်ထိမှတ်မှုအောက်မှာဖြစ်ပေါ်လာသောအယိချစ်များဖြစ်ပါတယ်။နော်။ကျမတို့တိုင်းပြည်မှာနော်။အမဲစွန်ကြီးတစ်ခုရှိခဲ့ပြီ။ နှစ်စဉ်နှစ်တိုင်းလဲအာဇာနည်နေ့အဖြစ်ကျင်းပနေတာအလုံးသိပါ1948ခုနှစ်ဇူလိုင်16ရက်နေ့ပေါ့နော်ဇူလိုင်16ရက်နေ့မှာဘုရားဆန်နေတကွာအာဇာနည်ခေါင်းဆောင်ကြီးများလှုပ်ကြံခံရတယ်လှုပ်ကြံတက်ဖက်တော်သူကဂလုံးဦးစော့နဲ့အပေါင်းပါများလှုပ်ကြံတက်ဖက်အာဇာနည်ရဲ့ကြာဆုံးသွားပြီးဦးစောကိုခုန်တင်စစ်ဆဲတဲ့အခါမှာအပြစ်ရှိတယ်ဆိုပြီးကြိုးပေးပြီးကွက်မြတ်ပြစ်လိုက်ဂျူလိုင်16ရက်တိုင်းကျမတို့တိုင်းပြည်မှာအာဇာနည်နဲ့ခန်းနာတွေကျင်းပလဲ ခေါင်းဆောင်ကြီးများကိုအလေးပြုတယ်ဂလိုဦးစွန်းနဲ့အဖွဲ့ကိုကျမတို့ကရှုတ်ချကြတယ်နှစ်စဉ်နှစ်တိုင်းကျမတို့ကျင်းပလာကြတာနှစ်ပေါင်း80ရှိခဲ့ပြီနော်ဒါပေမဲ့ဒါပေမဲ့ကျမတို့ကအဲ့ဒီဘိုးကျောင်းအောင်ဆံမိသားစုနဲ့ဟာဒီဂလိုဦးစောမိသားစုဒီမိသားစုနှစ်စုဒီတူပေါ်တူဘယ်လိုသဘောထားကြပါသလဲ သူတို့မိသားစုနှစ်စုတည်းတူဦးနဲ့တူဘယ်လိုဆက်ဆံရေးရှိကြပါသလဲလို့ကျမတို့တိုင်းပြည်ကစိတ်ဝင်စားခဲ့ကြပါကျမကိုယ်တိုင်စိတ်ဝင်စားခဲ့ဘူးခေါင်းထဲမှာမရှိခဲ့ဘူးပေါ့စိတ်ဝင်စားဘူးဆိုတာထက်နော်ကျမတို့ခေါင်းထဲမရှိခဲ့ဘူးဟာဘုရားဆံမိသားစုနဲ့ဂလုံးမှုဆော့မိသားစုသူတို့ဘယ်လိုနေကြလဲကျမခေါင်းထဲတစ်ခါမှမပေါ်ဘူးလို့ရှင့်ဒါပေမဲ့လွန်ခဲ့တဲ့နှစ်နှစ်လောက်ကဒီ70ဂျာနယ်မှာတရင်တောက်မှလေးငင်းငင်းနိုင်က ဥဆော့ရဲ့မိဒေါ်မွန်မွန်ရင်ကိုသွားပြီးအင်တာဗျူးပြီးတော့ဆောင်းပါးတစ်ခုရေးလိုက်။အဲ့ဒီဆောင်းပါးလေးရဲ့နာမည်ကဒီထဲမှာဖတ်ဖူးတဲ့လူလည်းရှိမှာ။ဆောင်းပါးလေးရဲ့နာမည်ကလီလီဘန်းမြာတက်တီတီ။အဲ့ဒီဆောင်းပါးလေးကျွန်မဖတ်ကြည့်။ဥဆော့နဲ့ဇနီးရဒေါ်သားခင်နော်ဥဆော့နဲ့ဒေါ်သားခင်မှာဒေါ်ဘေဘီဆော့ဆိုတဲ့တမီးလေးတယောက်မျိုးပါ။အဲ့ဒီဒေါ်ဘေဘီဆော့ကမျိုးတာဒေါ်မွန်မွန်ရင်ပေါ့။နော်အခုဒေါ်မွန်မွန်ရင်ကိုမီးဖြစ်သူဘျူးတာ။ ီးပြသူကိုအင်တာဗျူးသွားလို့အဲ့ဒီမှာဒေါ်မွန်မွန်ရဒေါခင်ကြီးနဲ့ပတ်သက်ပြီးပြောတာလေးတွေကိုပဲကျမရွေးပြီးပြောပြရစီကျမအဖွားဒေါ်တန်းခင်ကပြောသွားဘူးတယ်မခင်ကြီးဟာအင်မတန်စိတ်တဘောတာမြင့်မြတ်တဲ့မိမတရားကြီး1948ခုဇန်နဝါရီလ4ရက်နေ့တိုက်ပီလွတ်လပ်ရေးရပြီးတဲ့နောက်လွတ်လပ်ရေးရပြီဆိုတော့ကြဆုံးသွားတဲ့နိုင်ငံကောင်းဆောင်ကြီးများရဲ့ မိသားစုဇနီးတွေကိုလူတွေကသွားပြီးမြောက်ပေးကြတယ်။အထူးသဖြင့်မခင်ကြီးကိုသွားမြောက်ပေးကြတယ်။ဥသောမှာပစ္စည်းဥစားတွေအများကြီးကြံခဲ့တာမခင်ကြီး။ဥသောရှိရနေရောကြီးသွားတောင်းတာရောကြီးတောင်းပိုင်ကရှိတယ်ဥသောကရန်ကုန်မြို့ပေါ်မှာခြံနေလဲမြေတွေအများကြီးကြိုက်ခဲ့တယ်ရတနာတွေဆိုတာပြည်တောင်းနဲ့ချင်းချင်းယူရတယ်မခင်ကြီးသွားပြီးရောကြီးတောင်းမှာနိုင်ငံတော်ကိုရှောက်ထားပါခင်ဗျအများကြီးရမှာအဲ့ဒီလိုမခင်ကြီးကိုသွားသွားပြီးမြောက်ပေးကြတယ် ။မြောက်ပြီးတော့မခင်ကြီးကဘာပြန်ပြောတယ်မှတ်တလေ။မတန်းခင်နဲ့ကျမနဲ့ကမုတ်ဆိုးမှချင်းဘဝတူတယ်ပါရှင်။မုတ်ဆိုးမှချင်းတူတူကျမကဂုံရှိပြီးကြာရစ်ခဲ့တဲ့မုတ်ဆိုးမှပါ။သူကတော့ဂုံမဲ့ပြီးကြံရက်ခဲ့ရှာတဲ့မုတ်ဆိုးမနာမည်ပြည့်နဲ့ကြံရက်ခဲ့ရှာတဲ့မုတ်ဆိုးမပါမတန်းခင်ရှိရကျမတပြားတစ်ချက်မှမရချင်ပါဘူးရှင်တကယ်လဲသွားပေးတာကမယူခဲ့ဘူးရှင်အဲ့ဒီလိုစိတ်ဓာတ်မျိုးလေး တော်ပြီးတော့ဘုရားဆန်းရဲ့ဇနီးဒေါခင်ကြီးကတော်ပြီးရောကျေးတောင်းမှလာသူအများကြီးရမှာဒါပေမဲ့ဒေါခင်ကြီးစိတ်တက်ကသူလက်မုတ်ဆိုးမှကျမလက်မုတ်ဆိုးမှသူကတောင်းကျမထက်ဂုံမဲ့ပြီးကြမ်းရက်ခဲရှာတဲ့မုတ်ဆိုးမှကျမတပြားတစ်ချက်မှမလို့ခြင်းပါဆိုဆိုတဲ့အဲ့ဒီစိတ်တက်တံပိုးတွေလေကျမဒေါခင်ကြီးကိုဆန်ထားတယ်ဆိုတာအဲ့ဒါလေးပေါ့နောက်တစ်ချက်အဲ့ဒီလိုမိသားစုဒီလောက်ကြံကြီးဖြစ်ပြီးနောက်နှစ်ပေါင်း30ကြာတဲ့အခါ နှစ်ပေါင်း30အတွင်းသူမိသားစုတစ်ယောက်နဲ့တစ်ယောက်ဘယ်သူမှဆက်ဆံရေးမရှိခဲ့ကြဘူးပေါ့နော်နှစ်ပေါင်း30ကြာတဲ့အခါမှာဒေါ်မွန်မွန်ရဲ့မင်္ဂလာဆောင်မင်္ဂလာဆောင်ကိုရောက်လာမင်္ဂလာဆောင်မဲဆိုတော့ဗေဒင်ပေးတယ်ပေါ့ကျမတို့ဒီထုံးစံတိုင်းမေးတဲ့အခါမှာမင်္ဂလာအခါပေးပုဂ္ဂိုလ်ကဒေါ်မွန်မွန်ရဲ့မင်္ဂလာဆောင်မှာမင်္ဂလာဖိတ်သိမ်းတန်းဖြစ်တဲ့ဟောဒီလိုမင်္ဂလာငွေပလာကြီးတဲ့မှာလီလီပန်းအဖြူတွေထိုးရမယ်လို့အခါတော်ပေးလိုက် ခါတော့ပြလိုက်တော့လီလီပန်းဖြူတွေရှာတယ်။ရန်ကုန်မြို့ကဈေးတွေထဲကိုတွားရှာတယ်။မတွေ့ဘူး။ပန်းချန်နေတဲ့ကိုလိုက်ရှာတယ်။ချန်နေတဲ့မှာလည်းလီလီပန်းအဖြူရှိဘူး။ခါတိုင်းလီလီပန်းဖြူတွေဈေးထဲမှာလည်းတွေ့နေသလိုလိုပန်းချန်ထဲမှာလည်းတွေ့နေသလိုလိုနဲ့အဲ့ဒီတကယ်တမ်းမင်္ဂလာဆောင်ရဲ့ပြီးတော့ဘဲမှာရှာမတွေ့ခဲ့ဘူး။ကဲရန်ကုန်မြို့မှာမရှိဘူး။ဘကိုးထီတွားရှာမယ်။ဘကိုးကိုတွားရှာတယ်မတွေ့ဘူး။မော်လမြိုင်ကိုတွားရှာတယ်။မော်လမြိုင်တော့ဟိုးတစ်ဖက်က ဒီထိုက်ဘက်ကလာတဲ့လီလီပန်းတွေရှိမှာပေါ့သွားရှာတယ်ဘယ်လိုမှကိုရှာမတွေ့လီလီပန်းတွေမရတဲ့အဆုံးကျမအဖွာဒေါ်တန်းခင်ကဘယ်လိုအမိတ်ထုတ်တယ်လဲဆိုတော့ငါမြည့်ရဲ့မင်္ဂလာဆောင်မှာမင်္ဂလာအခါတော်ပေးထားတဲ့အဲ့ဒီလီလီပန်းတွေမှမထိုးရဘူးဆိုရင်မင်္ဂလာပွဲကိုရွှေ့ဆိုင်ပြစ်လိုက်လီလီပန်းရမှမင်္ဂလာဆောင်ရမယ်လို့ကျမအဖွာတစ်ချက်လို့အမိတ်ထုတ်လိုက်တယ်ကျမလည်းစိတ်တော်တော်ညစ်သွားတယ် ဒါပေမဲ့တရက်မှာတော့မိတ်ဆွေတယောက်ကကျမတို့စီရောက်လာပြီးသတင်းတစ်ခုပေးပါလေ။ရန်ကုန်မြို့ကြီးကခြံကြီးတစ်ခြံနဲ့မှလီလီပန်းဖြူတွေတွေ့ခဲ့တယ်။အဲ့ဒီခြံဘသူခြံလဲလို့မေးတော့တက္ကသိုလ်ရိတ်သားလန်းကဒေါခင်ကြီးရဲ့ခြံထဲမှာကျမကဘယ်လိုမျက်နှာနဲ့သွားပြီးဝယ်ရမှာလဲ။ကျမကဂလုံးစောမြည်လေ။ဟိုကဘုเจ้าဆိုင်ရဲ့ဇနီးဒေါခင်ကြီးစိုက်ထားတဲ့ပန်းကို ျစ်မကဘလို့မျက်နှာနဲ့သွားပြီးဝယ်ရမှလဲရှင်ကျစ်မမသွားရဲခဲ့ဘူးဒါပေမဲ့နောက်ဆုံးတော့ကျစ်မစွန်စားမှုတစ်ခုလုပ်မယ်လို့ဆုံးဖြတ်လိုက်တယ်ကဲငါသွားဝယ်ကြည့်မယ်ရောင်းတော့လဲရောင်းပေါ့မရောင်းတော့လဲနောင်နီနီပါပုံမှပဲငါမင်္ဂလာဆောင်ရတော့မှာပေါ့ကျစ်မသွားတယ်ခြံဆောင်ကြီးကိုမြည်တယ်နီနီပါရှိလားရှိတယ်ကျစ်မဝယ်ချင်လို့ထားပါတော့ခြံဆောင်ကြီးကဒေါခင်ကြည့်ကြည့်သွားပြီးတော့တောင်းတယ် ဒေါခင်ကြီးကအေးရပေါ်တော့ဝရနာနေပြီတော်တော်တွဲယူပြစ်ချပေးလိုက်ပြစ်ချပေးပြီဒေါခင်ကြီးကတခွန်းပေးလိုက်ဘယ်သူမင်္ဂလာဆောင်နဲ့လဲမင်းရဲ့ခါမှာခြံဆောင်ကြီးကမရေတရေနဲ့မော့ကြည့်ပြီးဖြေရင်ဥစောဒေါတန်းခင်တို့ရဲ့မိမင်္ဂလာဆောင်မှာဒေါခင်ကြီးကတစ်ချက်တွေ့သွားတဲ့အဲ့ဒီအချိန်မှာဒေါခင်ကြီးဟာသူ့ရဲ့ဘဝကိုတကူဒီအထီးကျန်စွာနဲ့ဖြတ်တန်းနေရတဲ့ကာလဖြစ်ပါတယ် ပါတဲ့သမီးတွေကနိုင်ငံရာချမှာရောက်နေကြတယ်။ဒေါခင်ကြီးကတခုဒီတက္ကသိုလ်ရိပ်သာလမ်းထဲမှာ သူ့ရဲ့မိဖို့ကြောင့်ဇယိတ်ကလေးအတွက်အဲ့ဒီတက္ကသိုလ်ရိပ်သာလမ်းမှာပန်းဆိုင်ပြီးမိဖို့ကြောင့်ဇယိတ်ဖားထေးခဲ့ရတယ်။ဘဝဆိုတာကျမတို့မသိခဲ့ဘူး။ကျမတို့နိုင်ငံရဲ့မြို့သားကောင်းဆောင်ကြီးရဲ့ဇနီးဒေါခင်ကြီးဟာသူ့စာဝတ်နေမိဖို့ကြောင့်ဇယိတ်အတွက်လီလီပန်းနေစတယ်။ မနေဆိုင်ပြီးတော့မိဘကြောင့်စိတ်ဖာထင်းနေခဲ့ရတယ်လို့ကျမတို့တိုက်သူပြည်သားတွေကတခါမှကျမတို့မသိခဲ့ကြဘူးဒေါက်ကင်ကြီးစိုက်တဲ့ပန်းကနှမျိုးပဲရှိပါတယ်တမျိုးကနှစ်စီပန်းတမျိုးကမင်္ဂလာပိတ်သိမ့်ပန်းပေါ့နော်ဒေါက်ကင်ကြီးကမေးလိုက်တယ်နော်ဘယ်သူမင်္ဂလာဆောင်လဲဦးစောဒေါက်တာခင်တို့ရဲ့မိမင်္ဂလာဆောင်သူကပန်းလေးတွေစိုက်ပြီးမိဖို့ကြောင့်စိတ်ဖာထင်းနေရမှာဒေါက်ကင်ကြီးစိတ်တက်တာလေးစားစရာကောင်း ဘာလဲဆိုရင်ကျမတို့တိုင်းပြည်ရဲ့နော်ပထမဆုံးသောအမျိုးသမီးတန်အမတ်နဲ့ဒီနေ့အချိန်ထိတူတူသောအမျိုးသမီးတန်အမတ်ဟာဒေါခင်ကြီးဖြစ်ပါတယ်။အိန္ဒိယနိုင်ငံနဲ့နီပေါ်နိုင်ငံပူးတွဲပြီးဂိုင်တဲ့တန်အမတ်ကြီးပေါ့။အမျိုးသမီးတန်အမတ်ကြီး။ဒါပေမဲ့ဒေါခင်ကြီးဟာပင်စင်ယူပြီးတက္ကသိုလ်ရိတ်သားလမ်းက channel ကိုသူလာနေတော့တကူတီလာနေတော့အဲ့ဒီ တာအမတ်ပင်စင်လာစားသူသူငင်းခဲ့ပါတယ်ဘာဖြစ်လို့လဲတိုင်းပြည်ဆင်းရဲနေတဲ့အချိန်မှာကျွန်မအလွတ်မလို့ပဲပတ်စံမလို့ခြင်းဘူးကျမဘလူချင်းမှုဆိုသူရဲ့ပြစ်စင်လဆာညင်းခဲ့တယ်အဲ့လိုပဲသူနာပြုဆီယာမထောက်ပံ့ခြင်းကိုလေသူညင်းခဲ့တယ်ဒေါခင်ကြီးခံစားတာတခုပဲရှိပါတယ်တိုက်ပြည့်ရဲ့ဘူးအဲ့ဒါဘာလဲဆိုရင်သူရဲ့ခင်မွန်ဘိုးချုပ်အောင်ဆန်းရဲ့ ကိုကြောင်ဆိုင်တိုင်းပြည်အမျိုးသားကောင်းဆောင်ကြီးအတွက်ထောက်ပံ့ခြေကိုတော့ဒေါခင်ကြီးကလက်ခံခဲ့ပါတယ်။အဲ့ဒါပါလေခင်မုန်းနယ်ရဲ့ဂျေဇူးတရားခင်မုန်းနယ်ရဲ့စက်ရိတ်ကိုသူတတလုံးခိုးလုံနေဆိုတာသူပြခဲ့တာပါ။အဲ့လိုဘုရားဖြတ်သန်းနေရတဲ့ကာလမှာဟောဒီကလုံးဦးစောရဲ့မိကလီလီဖန်းနဲ့နားဝယ်တယ်။သူတစ်ချက်တွေ့သွားတယ်။ပြီးတော့သူ့ရင်ထဲကစကားထွက်လာတဲ့။အော်မတန်းခင်တောင်မိတွေပါရရနေမှာဦး။ အခုပုံတိုင်းဆိုရင်ဖြင့်သူကတောင်းမီးတွေတတိုင်းတဝိုင်းကြီးနဲ့ကျမထက်ပိုးတောင်ကန်ကောင်းနေသေးတော်တယ်နော်မုဋ္ဌိတာပွားလိုက်တာရှင်ဒင်းတို့မိသားစုကြောင့်ငါခင်မွန်းကြဆိုပြီးငါအခုလိုဘဝဖြစ်ရတာဒင်းတို့ကြောင့်ဘောလို့မတွေ့ဘူးရှင်အခုလိုပုံတိုင်းဆိုသူကျမထက်တောင်ကန်ကောင်းသွားသေးတယ်နော်လို့မုဋ္ဌိတာပွားတဲ့ဒေါခင်ကြီးရဲ့စိတ်တက်ကျမသိလေးစားပါတယ်အဲ့ဒီမှာ ဒေါခင်ကြီးကပြောတယ်ခြံဆောင်ကြီးကိုကဲလီလီဘန်းနေမင်းသူတို့အလိုရှိသလောက်ဖြတ်သွားပါစေပတ်စံမယူလိုက်နဲ့တော့ကျမကလက်ဖွဲ့လိုက်တယ်လို့ပြောလိုက်ပါရှင်ပန်းနေကောင်လက်ဖွဲ့လိုက်တယ်အဲ့ဒီလိုစိတ်ဓာတ်မျိုးတွေရှင်နော်ကျမတို့ထားတော်မမွန်ရင်ကိုဆက်ပြူးတယ်အင်တာဗျူးဆရာမလေးညင်းညင်းနေရတော်မမွန်ရင်တော့ဆက်စုကြည့်နေတွေ့မှုသလားဟာငါသမီးဘယ်လိုမေးလိုက်တာလဲ ဒေါ်ဆန်းစုကြည်နဲ့တို့ကြောင့်ဆန်းရဲ့တမိဒေါ်ဆန်းစုကြည်နဲ့ဂလုံးဦးစော့ရဲ့မိမုံမုံရင်ဆိုတာမိုးနဲ့မြေလိုဘဝချင်းကွာခြားသွားပါပြီဘယ်လိုမျက်နှာနဲ့များဒေါ်ဆန်းစုကြည်တွားတွေ့ရမှာလဲတိတ်ကိုတွေ့ချင်ပါလေအမကိုတိတ်တွေ့ချင်ပါလေဒါပေမဲ့တွားမတွေ့ရဘူးကျမတို့မိသားစုကဘဝကိုဘယ်လိုဖြတ်တန်းခဲ့ရတယ်လဲဆိုရင်နော်ဂလိုဘူးဆော့မိသားစုမိတွေမြစ်တွေတာသမီတွေကဘယ်လိုဖြတ်တန်းခဲ့ရလဲကျောင်းမှာနေရင်လည်းသူတို့ဂလိုဘူးဆော့မိတွေတဲ့သူတို့ကဂလိုဘူးဆော့မြစ်တွေတဲ့ ကျောင်းသားအချင်းချင်းရန်ဖြစ်တာတောင်မှကျမတို့ကကိုယ့်ကိုယ်ကိုအပြစ်ရှိတဲ့သူတွေလို့နေရတယ်ဒီမိသားစုသူတို့အပြစ်တော့သူတို့တည်သားပဲဟဲ့လို့တစ်ဖက်ကအဲ့ဒီလိုမြင်လာအောင်ကျမတို့ကနှိမ့်ချပြီးနေရပါတယ်ဒီအင်တာဗျူးလေးကိုဒေါက်ဆာစုကြည်ဖတ်မိသွားတဲ့အခါမှာသူဘာပြောတယ်ထင်ပါလဲကိုကိုရိုင်းကကျွလွန်မထားတဲ့အပြစ်ပေါ်မှာခလေးတွေကိုလည်းတော့မခံစားစေချင်ဘူး ူတို့ဘိုးကလည်းအဲ့ဒီခစ်ကဥပဒေရှိတဲ့အချိန်အပြစ်ကိုခံယူသွားပြီပဲဒီကလေးတွေမှာဘာအပြစ်မှမရှိပါဘူးကျမကလေးတဲ့ကျမဖေဖေအကြောင်းကိုတွေးလို့ရှိရင်ကျမဖေဖေကိုတတ်သွားတာဂလုံးဥစော့ငါဖေဖေကဂလုံးဥစော့လက်ချက်ကြောင့်တည်သွားတယ်လို့ကျမတစ်ခါမှခေါင်းထဲကိုထည့်မထားပါဘူးပြီးတော့နိုင်ငံရေးဆိုတာဒီလိုပဲဖြစ်တတ်ပါတယ်လေအဲ့ဒီလိုစိတ်တတ်မျိုးတွေကျမတို့စိတ်တတ်တွေမြင့်တင်ရမှာဖြစ်ပါတယ်နော် စိတ်ဓာတ်တွေကိုမြင့်တရမယ်ရှင့်ကျမအမျိုးတွေကျမကတည်တာပေါ့ကျမတို့လူမျိုးအကြောင်းကျမအမျိုးတွေအကြောင်းကျမတို့လူမျိုးကတဦးနဲ့တူချစ်ကြသည်ဆိုတော့လည်းပဲတီးမခံရဘူးရှင့်အချင်းချင်းကျမတို့ကတရောင်နဲ့တွေ့ချင်ကြတယ်မင်းတူဖြစ်တော့ကနှံထားတယ်မင်းအခုပေဖြစ်ပြီငါတို့တူဖြစ်ပြီဆိုမင်းကိုနှံယုံမဲ့ဆိုတော့အဲ့ဒီလိုစိတ်ဓာတ်မျိုးတွေ ကျမတို့ဒါတွေကိုဖျောက်ဖျက်ပြရမှာဖြစ်ပါခရေတိုက်ပြီးအတွက်အရေးကြီးဆုံးအလုပ်ဖြစ်တဲ့ငင်းချမ်းရေးကျမတို့ခေါင်းဆောင်ကလုပ်နေပါတယ်ကျမတို့ကဒါအခုဟောဒီမှာပြည်သက်ကြီးနဲ့ကျမတို့ကမီးရောင်ပေါက်မှာကျမတို့ကဒီလိုစာပေစကားတွေပြောနေပေမဲ့ကျမတို့ပတ်ဝန်းကျင်မှာရှိတဲ့နော်ဟိုးအရှိမြောက်ကကချင်ပြည်နယ်ကျမတို့တိုင်ရင်သားတွေစစ်ပြေးနေရတယ်ဘုံတန်းကြောင့်ခြိပြက်လက်ပြက်တွေဖြစ်နေတယ်ကျမတို့ရခိုင်ဒေသကျမတို့တိုင်ရင်သားတွေအလုံးငင်းချမ်းပါကျမတို့လည်းငင်းချမ်းပါဖြစ်ပါကျမတို့ဒီ တဖို့တဲ့ဝါဒထားလို့မဖြစ်ပါဘူးဒါကြောင့်ကျမတို့ခေါင်းဆောင်တွေနံပါတ်1ငြိမ်းချမ်းရေးကိုလုပ်နေပါတယ်ကျမတို့အားလုံးဒီနိုင်ငံနိုင်ငံသားများဖြစ်တဲ့အတွက်ကျမတို့ဘယ်အရာမဆိုငါနဲ့မဆိုင်ဘူးလို့နေလို့မဖြစ်ပါဘူးအဲ့လိုပါပဲကျမတို့လူငယ်မျိုးဆက်များရဲ့ရင်ထဲနှလုံးထဲမှာလည်းအမုံနေညိုးနေအာဃာတတွေလက်စားချေလို့မှုတွေဒုတိုင်းပြည်တမိုင်းဟာဒီလိုရိုင်းငယ်တဲ့ဒုတိုင်းပြည်တမိုင်းဟာဒီလိုဖြစ်ခဲ့တဲ့စသဖြင့်တမိုင်းတွေကိုတိပ်ပြီးတမိုင်းတွေကို တင်ပေါင်းခြေတနာခြေနိုင်တဲ့စိတ်ဓာတ်မြင့်တဲ့လူမျိုးများဖြစ်အောင်ကျမတို့ပြုစုပြုထောင်ပေးရမှာဖြစ်ပါတယ်เนาะကျမ Facebook ကနေပြီးတော့ဒီ post လေးတစ်ခုကျမဖတ်ရတယ်เนาะအဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီကဘာကျော်လက်ဝေသမားကြီးပေါ့เนาะကဘာကျော်လက်ဝေသမားကြီးကလက်ဝေကျဝိုင်းနဲ့မှာတောက်နဲ့ပြအသေးချေထုတ်တတ်ကြတယ်သူဟာပထမတချီ သူ့မျက်ခုံးပွဲသွားဟိုတစ်ဖက်ကထိုးလိုက်မျက်ခုံးကနေသွေးတွေဖြာကနေဆင်းကြနောက်တစ်ယောက်ကနှခေါင်းရိုးကိုထိုးတယ်နှခေါင်းနှာနှုတ်လေးကျိုးသွားသူကတုံးကြည့်စလုံးတခါတည်းလက်အခွဲခံနေရနောက်သူအပြန်တင်ပြီးထိုးတယ်ခုနှစ်ချီမြောက်မှာတော့သူကတစ်ဖက်ကပြိုင်ဘက်ကိုသူနိုင်သွားတယ်နော်တို့တို့ပြောကြပါစို့သူကချန်ပီယံပွဲရသွားတယ်သူ့ကိုချန်ပီယံတစိုက်ကြီးချိတ်ပေးတယ်ချက်လက်မှတ်ဒေါ်လာတန်းတဲ့ချင်ချက်လက်မှတ်ကိုသူပေးတယ် အဲ့ဒီမှာသူ့ရှိတဲ့ဒါယာတွေကိုတပတ်ရေစိုးတပတ်ကလေးနဲ့ပုတ်ပြီးနားနေခန်းကိုလာတဲ့အခါမှာအမျိုးသမီးတစ်ယောက်ကသူ့ကိုဝင်တားတယ်လက်ဝိတ်ကျော်ကြီးရှိကျမတာလီကင်ဆာယောဂါဖြစ်နေလို့အခုဆေးရုံတင်ထားပါကျမမှာတားလီကိုဆက်ကူစရာဆေးကူစရာမရှိလို့အဲ့ဒီလက်ဝိတ်ပွဲမှာနိုင်တဲ့ချန်ပီယံစီကကျမအလှခံမယ်ဆိုပြီးလာခဲ့ပါတယ်ကျမကိုပြုပါကျမတာလီကင်ဆာဖြစ်နေလို့ အဲ့လိုပြောတဲ့အခါမှာလက်ဝဲကျော်ကြီးကစောစောကလက်ဝဲကျော်ဝိုင်းထဲမှာအသေးသေးထိုးတက်ခဲ့တဲ့ပေါ့နော်ချင်းသေးတကောင်လို့ကြားတကောင်လို့ရဲရင်ခဲ့တဲ့အဲ့ဒီလက်ဝဲကျော်ကြီးကကင်းစာယောဂဝေနာခံစားနေတားတယ်မအေရဲ့အလူခံတန်ကြောက်လိုက်ရတော့သူ့နှလုံးသားမနေနိုင်ဘူးနော်သူရတဲ့စူချေတဝက်တိတိကိုအဲ့ဒီကလေးကင်းစာယောဂကုဖို့အတွက်ဆိုပြီးလက်မှတ်ထိုးပြီးချက်လက်မှတ်ကိုပေးလိုက်တယ်နော်အဲ့လိုပေးလိုက်ပြီးတော့နောက်တနေ့မနေ့လင်းတော့အပေါင်းတင်နေရလာတယ် အပေါင်းသင်းနေရတိုင်းဟာလက်ဝဲကျော်ကြီးခမရတော့အလိန်ခံလိုက်ရပြဘာဖြစ်လို့လဲပြဟာခမရကိုမနစ်ရကင်းစာယောဂါကုကျေလို့ပါဆိုပြီးလာလူခံသွားတဲ့မိန်းမဘာကလေးပါမရှိဘူးဘာကင်းစာယောဂါခံစားရတဲ့တာလည်းမရှိဘူးပြခမရအလိန်ခံရတာကျုပ်တို့သွားစုံစားပြီးပြီဒီမိန်းမလစ်သွားပြီလေဒီဘက်ဆန်ဟာဟုတ်လားအဲ့လိုဆိုလို့ချင်းချက်ချင်းသွား တခါတည်းရဲစခန်းကိုသွားအမှုဖွင့်တာဒီမိမရှိကဘာလို့လဲသွားပြီးအကောင့်ကိုပိတ်လိုက်ဘာညာနဲ့လက်ဝဲကျော်ကြီးဟာနော်လက်ဝဲကျော်ဝိုင်းနေရလို့ရှူးရှူးရှားရှားနဲ့ဒေါသထွက်သွားမယ်လို့ထင်ပါသလားမထွက်သွားဘူး तू ကတအံ့တော့နဲ့မော့ကြည့်ဟုတ်လားဒါပြင် तू မှာကိစ္စယောဂဝေဒနာခံစားနေရတဲ့ပါဆိုတာမရှိဘူးပေါ့မရှိဘူးတဲ့ခမရောလာလိမ့်သွားတာတော်သေးတာပေါ့ဗျာ ကျုပ်ကမနစ်ညတရားလို့အိတ်မပြောဘူးလက်ဝဲထိုးခဲ့တဲ့ရှင်စိတ်မရောက်ဘူးကျုပ်လူလိုက်တဲ့စုခြေကိုတဝက်ဟာအဲ့ဒီကိစ္စယောဂဝိနာခံစားနေရတဲ့ခလေးလေးခုမှခုလောက်ပါမလားလို့ကျုပ်တညာလုံးစိတ်ဆင်းရဲနေတာသူ့မှာဒီယောဂဝိနာခံစားနေရတဲ့လူငယ်လေးသားလေးမရှိဘူးဆိုရင်ကျုပ်စိတ်ချမ်းသာပါတယ်ကျေနပ်ပါတယ်ဗျာအဲ့ဒီလိုစိတ်ထားတဲ့ရှင်နော်ဒါကြောင့်ကျမတို့ကအဲ့ဒီလိုစိတ်ထားတဲ့ကြတယ်ဆိုတာ တချို့อ่ะကျမတို့อ่ะအမြင်လွဲကြတယ်ဒါဟာအရှုံးပေးခြင်းမဟုတ်ပါဘူးဒါဟာကြောက်ရွံ့ခြင်းလည်းမဟုတ်ပါဘူးဒါဟာပျော့ညံ့ခြင်းလည်းမဟုတ်ပါဘူးဒါဟာစိတ်ဓာတ်မြင့်မြတ်ခြင်းဖြစ်ပါတယ်နော်ဒါကြောင့်မလို့ကျမတို့တိုင်းပြည်တိဆောက်တဲ့နေရာမှာကျမတို့လူမျိုးတွေတူချင်းတူချင်းစီသည်ကျမတို့ဘဝတွေကိုပညာနဲ့တန်ဖိုးမြင့်ရပါလိမ့်မယ်။အဲ့ဒီပညာအတွက် ကျမတို့ဒီစာဖတ်ရပါလိမ့်မယ်။နံပါတ်1ကျမတို့ရဲ့စိတ်ဓာတ်တန်ဖိုးတွေကိုမြင့်ရပါလိမ့်မယ်။ဒါကြောင့်မလို့ ကျမချစ်သောကျမမယ်သူမယ်သားများအားလုံးဘဝတွေကိုပညာအဖြစ်၎င်းစိတ်ဓာတ်အဖြစ်၎င်းမြင့်တင်နိုင်ကြပါစေလို့ဆုတောင်းရင်းဤကုန်းချုပ်ပါတယ်ရှင်။